မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်။ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့၅ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကနေပြီး2016-2019စီလုံးရေးလုပ်ငန်းဦးစီးဆောင်ရွက်ဖို့ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ဥက္ကဋ္ဌအဖြစ်ဦးခွန်ထွန်းဦးကိုရွေးချယ်လိုက်ပါတယ်။ကရင်ပြည်နယ်တဲကကရင်လက်နက်ကင်အဖွဲ့တွေရဲ့နေမျိုးတွေမှာတွေ့ကြုံနေရတဲ့ပညာရေးဆိုင်ရာအခက်အခဲတွေနဲ့ပတ်သက်ပြီးကရင်လက်နက်ကင်အဖွဲ့၃ဖွဲ့ကခေါင်းဆောင်တွေနဲ့ပညာရေးအဖွဲ့တွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ခင်းဒီပြည်နယ်ထဲမှာလူနေအသစ်ဆောက်ဖို့ဆိုပြီးတိခုတ်ခွေပေးထားတဲ့ပေါ်တိခုတ်ရောင်းချသူတွေများပြားလာနေတဲ့ဆိုတော့နဲ့အတူတိုင်းသားဒေသကစိတ်ဝင်စားစားတဲ့တဲ့တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ် မူမီနယ်ထဲမှာရှိတဲ့ MCL ပြည်လက်မြေစက်ယုံကကြောက်မီသွေးတုံပြီးလက်စစ်ဓာတ်အားထုတ်လုပ်တာကိုမို့မျိုးသားပါတီကကန့်ကွက်ခဲ့ပါတယ်။ကြောက်မီသွေးရဲ့စိုးကျိုးကိုတီးတဲ့ပညာရှင်နဲ့မို့မျိုးသားပါတီတွေပူးပေါင်းပြီးကြောက်မီသွေးတက်အားပေးလဲပတ်မဲ့ MCL ပြည်လက်မြေစက်ယုံတီးရှိရာမူမီနယ်ကြိုက်မျိုးမျိုးနဲ့ပြားတောင်ဒေသမှာရှိတဲ့အနီးတုံကျေးရွာ၊ကော့ဒွန်း၊ကော့ပနော်ကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့နဲ့မတ်လ10ရက်နေ့ကဟော်ပြုတ်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အနေရှိမှန်းသိရတဲ့ငွေရဖို့ပဲကြည်ပြီးလုပ်နေတဲ့အတွက်ပြည်သူဘက်ကရက်တီပြီးကန့်ကွက်ရမယ်။ကြောင်မီသွေးစိုးကျိုးကိုဒေတာခံတွေသိရှိနားလည်ဖို့ဟောပြောပွဲလုပ်ရတာဖြစ်တယ်လို့ဒေါက်တာမင်းကြည်ဝင်းကပြောပါတယ်။ မုံပြည်နယ်အပြင်မြန်မာနိုင်ငံရဲ့တခြားဘယ်ဒေသမှာမဆိုကြောက်မီသွေးကနေဓာတ်အားထုတ်ယူဖို့လာရောက်ယင်းဒီမြုံနယ်နဲ့ဘယ်ကုမ္ပဏီကိုမဆိုမွန်မျိုးသားပါတီအနေနဲ့ပြည်သူတွေဘက်ကမမမမတ်ရက်ဒီကန့်ကွက်သွားမယ်လို့ MNP ပါတီဗဟုကော်မတီက2016ဖေဖော်ဝါရီလ28ရက်နေ့ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ကိုယ်ကပတန်ကိ လို့ကျွန်တော်တို့ရောတန်ဃာတွေရောအရင်ဆုံးဌာန14ခုကိုစီးရင်တင်ပြီးတော့သူတို့ကိုကောင်းကောင်းဆွေးနွေးသွားမယ်သူတို့ကော်မတီကိုပိတ်နေတာမဟုတ်ဘူးကြောင်မီးသွေးကိုမသုံးစေချင်ဘူးကြောင်မီးသွေးသုံးဆွဲနေမယ်အစားလောင်စာစီတို့ဂက်စ်တို့သုံးဆွဲရင်ပိုကောင်းတာပေါ့ရှမ်းပြည်ပူပေါင်းဆောင်ရွက်ကော်မတီ SSJAC ဥက္ကဋ္ဌလည်းဖြစ်ကြာကောင်းပါတီ SNLD ဥက္ကဋ္ဌလည်းဖြစ်တဲ့ဥက္ကွန်ထုံဦးကို2016-2019စီလုံးရေးလုပ်ငန်းဦးစီးဆောင်ရွက်ဖို့ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ဥက္ကဋ္ဌဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ် uh how always no tsfu ရဲ့ဥက္ကဋ္ဌရာထူးကိုတောင်းဝန်ယူထားတာကအဓိကတော့တနင်္ဂနွေလုံးငင်းချင်းရဲ့အတွက်လှုပ်ဆောင်ပေးဖို့ပါနံပါတ်2ကပြည်သူတွေခံနေရတာလဲ2008ဖွဲ့စည်းပုံကြောင့်ဒါကြောင့်ဒီ2008ဖွဲ့စည်းပုံကိုပြင်နိုင်ဖို့အတွက်အခွင့်အရေးရှိခဲ့ရင်ဒေါန်ဆန်းစုကြည်လွှတ်တော်ပြင်ပကနိုင်ငံရေးသမားတွေနဲ့ဆွေးနွေးသွားရမယ်ပြင်နိုင်ဖို့လှုပ်ဆောင်ပေးမယ်ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ငားချိန်မြောက်ထိပ်သီးအစည်းအဝေးကိုမတ်လ3ရက်နေ့ကနေ6ရက်နေ့ထိရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာအစိုးရတက်လက်ထက်ညီချင်းရေးလုပ်ငန်းစဉ်ကိုဘယ်လိုလှုပ်ဆောင်သွားမလဲစီလုံးရေးစတာတွေကိုဆွေးနွေးပြီး CSS ရဲ့ဥက္ကဋ္ဌသစ်ကိုရွေးချယ်တင်မြောက်ခဲ့ကြပါတယ်အစည်းအဝေးကို၃ရက်နေ့ကနေ၅ရက်နေ့အထိကျင်းပဖို့စီစဉ်ထားပြီးမဲ့ပထမရက်မှာပဲအနာပိုင်တွေရဲ့တာမြင့်ခြင်းကိုခံခဲ့ရပြီးအစည်းအဝေးရပ်တန့်ခဲ့ရပါတယ်။ဒါကြောင့် Master ၄ရက်နေ့ညနေပိုင်းမှာကြီးညာချက်ထုတ်ပြန်ပြီးတတိယဆင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ပေါ်တဲ့ဖိုင်ဟန်ဟန်ပန်ကူမဟုတ်ကိုယူပြအောင်စီဝေးစီစဉ်တာအားနဲ့ချက်ရှိသွားတယ်အစီဝေးမလုပ်ခင်မေးပါတယ်ရန်ကုန်မှာလုပ်လို့ရမှာလားပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပါနေတယ်လေလုံနိုင်တယ်တဲ့ကျွန်တော်လည်းခွင့်ပြုမိတ်တောင်းပါလို့ပြောပါတယ်စီစဉ်တဲ့နေရာမှာအားနဲ့ချက်ရှိသွားလို့ပါဒါကတော့တိုင်းပြည်စည်းကမ်းပေါ့ရှမ်းပြည်တွင်တိုင်းသားအလုံးအေဂျင်စာနေထိုင်နိုင်ဖို့ဒန်းနူရေးစီလုံးညညွေးရေး ဖွံ့ဖြိုးရေးတို့ကိုကြိုးပမ်းဆောင်ရွက်သွားမယ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေကိုတိုင်းသားပြည်သူတို့ရဲ့စစ်နာနဲ့ကန့်ညီတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်ပြောင်းလဲရေးဆွဲရမှာတခြားဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြားတပ်မတော်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ကြားပြည်ထနာတွေကိုညှိချတဲ့နီလန်းနဲ့ဆွေးနွေးဖြေရှာသွားမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ဒါအပြင်ရှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ် PARTY ESSDDP ကို CSSU ရဲ့အဖွဲ့ဝင်ဖြစ်လက်ခံခဲ့ပါတယ် ထိပ်သီးစည်းဝေးကို SNLD ဂျာကောင်းပါတီဥက္ကဋ္ဌဥက္ကွန်ထွန်းဦးဂျာကောင်းပါတီအတွင်ရင်မူစံညွတ်လွင် ရှမ်းပြည်တက်မတော် RCS SSC ဥက္ကဋ္ဌဒုပုချောက်ကြီးရွက်စစ်စံပြည်တက်မတော် SSPP SSC နာယကဒုပုချောက်ကြီးစေထင်စင်ကြော့ပြည်သူ့စစ်ကောင်းဆောင်ဘုချုပ်ကင်ဖ RCS SSC အထိုင်မြေခံဥက္ကွန်ဆိုင်တဲ့အဖွဲ့ဝင်တွေအားလုံး90ခန့်တက်ရောက်ခဲ့ပါတယ် ကရင်ပြည်နယ်တွေကကရင်လက်နက်ကင်တပ်ဖွဲ့တွေရဲ့နေမြေတွေမှာကြုံတွေ့နေရတဲ့ပညာရေးဆိုင်ရာအခက်အခဲအခြေအနေတွေနဲ့ပတ်သက်ပြီးကရင်ပညာရေးဌာန KED နဲ့ကရင်လက်နက်ကင်အဖွဲ့၃ဖွဲ့ဟာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခုနှစ်ဌာနချုပ်မှာမတ်လ၃ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပညာရေးကိစ္စလှုပ်ရှားနေတဲ့ခါကရင်လက်နက်ကင်အဖွဲ့တွေကနားလည်မှုမရှိတဲ့ပြဿနာတွေရှိနေတဲ့အပေါ်တဖွဲ့ချင်းစီကပညာရေးနဲ့ပတ်သက်ပြီးသဘောထားတွေရှေ့ဆက်ပြီးတဖွဲ့နဲ့တဖွဲ့ဘလို့ညှိနှိုင်းဆောင်ရွက်သွားမလဲဆိုတာတွေအတွက်တွိတ်ဆုံတာဖြစ်တယ်လို့ KED အတွင်းရင်းမှုဆော်လော့အေမှုကကရင်သတင်းစင်ကိုပြောပါတယ် ပညာရေးဆိုင်ရာသတင်းအချက်အလက်နဲ့စရင်ကောက်ယူရမှာတွေ့ကြုံရတဲ့အခက်ခဲ၊ကရင်လက်နက်ကင်အဖွဲ့တွေထိန်းချုပ်တဲ့နေမြေအတွင်းမှာအစိုးရဝန်ထမ်းကျောင်းဆရာဆရာမတွေတွားရောက်တင် जा မှုနဲ့နောက်ဆက်တွဲကိစ္စရပ်တွေပညာရေးဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအခြေအနေတွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့လည်းအစည်းအဝေးတက်ရောက်သူတွေကပြောပါတယ်။ ကင်းနီပြည်နယ်မှာလူနေအသက်ဆောက်ဖို့တိကောက်ခွင့်ပေးခြင်းပေါ်တိကောက်ရောင်းချသူတွေများပြားနေတယ်လို့ကင်းနီလူမှုဖွလုံရေးနဲ့ဖွံ့ဖြိုးရေးပင်မ KSWDC ကပြောပါတယ်ကင်းနီပြည်နယ်မှာနိုင်ငံတော်ဆိုရပြင်ကင်းနီမျိုးသားတိုးတက်ရေးပါတီ KNBB ကနေတင်မခုတ်ဖို့တားမြစ်ထားပေမဲ့ဒေသခံပြည်သူတွေကစောင်းဝင်ရေးအခက်အခဲကြောင့်ဝင်ငွေရရှိအောင်တိုက်ခုတ်ရောင်းချမှုတွေရှိနေစေဖြစ်ပါတယ် အိမ်ဆောင်လုပ်ဖို့နဲ့ရေးဖို့လိုအပ်ချက်တွေအတွက် KNPB ကတိကုတ်ယူခွင့်ပြုထားပေမဲ့စီးပွားရေးဖြင့်တိကုတ်ခြင်းတွေကိုခွင့်ပြုတာကိုဒေသခံပြည်သူတွေသိရှိထားကြပေမဲ့စာဝန်ကြီးရဲ့ခက်ခဲကြောင့်တိကုတ်ကုတ်ပြီးကုမ္ပဏီပွဲစားတွေကိုရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်။ခုလိုတားမြစ်ထားတဲ့ကြားကပွဲစားတွေထံရောင်းချမှုတွေကို KNPB ကနေဖန်ဆီးရမိပါကဒဏ်ကျေရိုက်တဲ့ policy တွေမရှိပေမဲ့နောက်မဖြစ်ရလေအောင်ခွင့်ယူတဲ့အပေါ်မူတည်ပြီးဓာတ်ရိုက်တာရှိကြောင်သိရပါတယ်။ ။လာမယ့်2056ဘတ်ဂျက်နှစ်မှာလည်းပြည်ထောင်စုဆိုရရဲ့လာထားချက်အရကြားပြည်နယ်အတွင်းမှာကျွန်းတစ်တန်900နဲ့တင်းမာတန်တထောင်ထုတ်လုပ်မှာဖြစ်ပါတယ်။ခရနီပြည်နယ်အတွင်းရှိမြို့နယ်တိုင်းမှာတစ်တော်ပြုံတိမှုတွေရှိပြီးဗော်လ်ကန်မြို့နယ်ဟာတစ်တော်အပြုံဆုံးမြို့နယ်ဖြစ်ပါတယ်။တစ်ကုတ်ချင်းကြောင့်တဘာဝဘေးအနေတွေကြောင်းနေတဲ့အတွက် KNPB အနေနဲ့ရှစ်ဆက်ပြီးတဘာဝပတ်ဝန်းကျင်အတွက်အစိုးရဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးတစ်ပင်ပြန်နဲ့စိုက်ပျိုးခြင်း ပြည်내အတွင်းမှာတစ်ထုတ်ယူသွားတဲ့ကုမ္ပဏီတွေကိုသစ်ပြပြန်နဲ့စပြုတ်ခန်းခြင်းစရတွေကိုလုံဆောင်သွားဖို့အစိုးရနဲ့ညှိနှိုင်းသွားဖို့ရှိကြောင်းသိရပါတယ်ခင်ဗျာချင်းပြည်နယ်မှာဘိမပပျောက်တာဟာဆိုရင်အိန္ဒိယကဝင်လာတဲ့ကသဲတပုံနဲ့အနွယ်ဝင်တွေကြောင့်ရယ်ချင်းပြည်နယ်အစိုးရရဲ့အမြင့်ပြတ်မချေမုန်းတာတွေကြောင့်ရယ်ဖြစ်တယ်လို့တီးတိမ်လူငယ်အသင်းဥက္ကဋ္ဌပူးနွန်ရှန်ထွားကပြောပါတယ်ဒီကသဲတွေကကျွန်တော်တို့ဘာမှပြအရင်ဘာမှပြလူတွေကအဖလရှိဘာမှပြလူတွေမဟုတ်ပါဘူး သူတို့ကလက်နက်ကင်ဆိုတော့ကျွန်တော်တို့မတော်လာနိုင်ဘူးသူတို့ကလည်းဒိန်းဆိုင်တယ်ဒေတာကံတွေကလည်းအလုတ်ပိုက်ရှားပါတယ်ဆိုတော့သူတို့ရဲ့သူတို့စီမှာလည်းအလုတ်သွားလို့တာပေါ့အဲဘိန်းကင်းဆိုလို့ရှိရင်အင်ဂျာနယ်လည်းနေတယ်အင်ဂျာနယ်လည်းနေတယ်ဆိုတော့ကတဲ့တွေကလည်းကျွန်တော်တို့ကအရင်ပမာလူမျိုးတွေမှာပါတယ်ပါတယ်ဆိုပြီးတော့သူတို့ကအင်ရှင်လူတို့ပါလူလည်းနေကြတယ်အင်ရှင်လူတို့ပါလူလည်းဒိန်းဆိုင်ကြတယ်တခြားလူတွေကအကုန်လုံးမင်းစိမ့်နေကြတယ် အဲ့ဒီကိမှာလည်းသွားလိုက်အလုံးလုံးလိုက်မင်းတော့လိုက်အဲ့လိုနေတဲ့အခြေအမှုတွေဖေဖော်ဝါရီလထဲမှာနယူးယောက်မြို့ကကုလသမဂ္ဂလူငယ်အစည်းအဝေးတစ်ခုကိုတက်ရောက်တဲ့ချင်းပြည်နယ်ကလူငယ်၅ဦးရဲကတဦးအပါဝင်ဖြစ်တဲ့ဘူးနွန်ရှန်ဒွန်းကအခုလိုပြောပါတယ်။ချင်းပြည်နယ်မှာဘိန်းဆိုင်အေကတထောင်ခန့်ရှိတယ်လို့ခန့်မှန်းရပြီးချင်းပြည်နယ်ရဲတပ်ဖွဲ့ရဲ့စီရင်အရာတွန်းဆန်မြို့နယ်ဆဲနန်ခွန်ခန့်ဒေသမွာပီအန်လွန်နိုဗိုကိုတောင်ကြားဒေသ ဖိုင်တူလုံးတက်လေတာတောင်ကျောဒေတာဆာလ်ဇန်တဗန်တောင်ကျောဒေတာဂျီခာဆောင်ဟွေဖိုင်ဆက်ဒေတာစတဲ့၅နေရာမှာရှိတယ်လို့သိရပါတယ်။2023ခုနှစ်မှာတွန်းဆန်မျိုးနယ်ကရင်းနဲ့စစ်တပ်တွေပူးပေါင်းပြီးဒိန်းဆိုင်ခင်းတွေကိုဖျက်ဆီးတာမျိုးတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ချင်းပြည်နယ်အစိုးရက ဘိန်းမျိုးစစ်အနံပွဲဘိန်းခင်ဖြက်စည်းပွဲတွေကိုပြုလုပ်နေပေမဲ့အမြင့်ပြတ်ဖြည့်ရှင်ဖို့မရည်ရွယ်ဘူးလို့ဘူးနွန်ရှန်ဒရာကပြောပါတယ်။ကျွန်းစာနေမှာဘိန်းခင်ရှိတယ်ဆိုတဲ့ဟာကိုလူတိုင်းကြည့်စေခြင်းလို့နေမှာငွေရတဲ့ငွေရတဲ့ရောက်ရင်ဆိုအကောင်လုံးကဘောလုံးကကြက်တူပဲလို့ပဲ ကျွန်တော်ထင်တယ်။ချင်းပြည်နယ်အစိုးရဘက်ကနေတော့ဘိန်းအစားထုတ်အနေနဲ့အာလူပိန်းဥစတာတွေကိုပြောင်းလဲစိုက်ပျိုးဖို့နဲ့ပံ့ပိုးကူညီမှုတွေပြုလုပ်သွားမယ်လို့ချင်းပြည်နယ်လုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးဗိုလ်မှူးကြီးစုံမင်းဦးက ပြောပါတယ်ရှင်။ရခိုင်ပြည်နယ်မြောက်ဦးမြို့ကဖြိုပြက်ဖို့ပြင်ဆင်ထားတဲ့အဆောက်အုံကိုမြောက်ဦးပြတဲ့အပြင်ပြောင်းရွှေ့ဖို့လုပ်နေတာလက်ခံနိုင်စရာမရှိဘူးလို့မြို့ခင်တွေကပြောပါတယ်။ ဒီစုပေါင်းအဆောက်အဦဟာအင်္ဂလိပ်ခေတ်ကတည်းကနေတိဆောက်ခဲ့တဲ့အဆောက်အဦတစ်ခုဖြစ်ပြီး1996ကတည်းကနေဖြိုဖျက်ဖို့လှုပ်ထားတဲ့အဆောက်အဦတစ်ခုဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။လက်ရှိအချိန်မှာဟောင်တန်းနီဖြစ်တဲ့ဒီဆောက်အဦကိုပြန်လည်ပြင်ဆင်ပြီးတော့မြောက်ဦးပြတိုက်လုပ်မှုစီစဉ်နေတဲ့ပေါ်မြို့ခံတွေမလိုလားတဲ့အတွက်တားမိခဲ့ကြပြီမဲ့ဂယူမဆိုင်ပဲဆက်လက်လှုပ်ဆောင်နေတယ်လို့မြောက်ဦးမြို့ရှင်အောင်ရင်ချင်းမှုထင်းသိမ်းရေးအဖွဲ့ကပြောပါတယ်။ ဆာလုံရေးစဆောက်ခရေကနေကန့်ကွက်ဆိုအခုထိလည်းကန့်ကွက်နေသေးပါဆာလုံရေးစခရေကနေကန့်ကွက်ခဲ့တာအခုထိကန့်ကွက်နေတော့မှပဲဆက်လက်ပြီးလည်းကန့်ကွက်သွားမယ်အဆောက်အုံက1996ခုနှစ်ကတည်းကနေဒီဆောက်အုံဟာဖြိုးဖို့လှုပ်ထားတဲ့ဆောက်အုံဖြစ်တဲ့နိုင်ရကုန်းပေါ်မှာအရင်တုန်းကအိမ်60နဲ့ရုံးတွေရှိခဲ့တယ်။အဲဒီရုံးတွေဟာအင်္ဂလိပ်ခေတ်ကအင်္ဂလိပ်ခေတ်ကဆိုတဲ့နေရာမှာရုံးတွေအလုံးကိုနိုင်ရကုန်းပေါ်မှာလာပြီးတော့စောက်တယ်။နောက်တစ်ခါ နိုင်ရကုန်းပေါ်မှာအပေါ်စီးယူပြီးတော့စစ်တပ်တွေလည်းနေခဲ့တယ်။အခုခါမှာတော့နိုင်ရကုန်းပေါ်မှာရှိတဲ့အဆောက်အုံတွေအားလုံးကိုဖယ်ချတယ်။နောက်တစ်ခါအင်္ဂလိပ်ခေတ်ကစောက်ခဲ့တဲ့အဆောက်အဦတွေကိုလည်းနေရာစားပေးပြီးတော့ထမရည်မျိုးသစ်ကိုဖော်ပြီးတော့နေရာစားပေးပြီးတော့စားလို့ပေးပြီးဖြစ်တယ်။နေရာစားရွှေ့ပေးဖို့ဘလောက်ကြာခဲ့လဲဆိုရင်နှစ်ပေါင်း20လောက်ကြာခဲ့တယ်။မြောက်ဦးမြို့မှာရှိတဲ့လက်ရှိမြောက်ဦးပြတိုက်ဟာနန်းတော်ကုန်းပြဝင်ထမ်းမှာကြောင်းနေတဲ့အတွက်အခုလိုပြောင်းရွှေ့တိဆောက်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ဒီလိုပြတိုက်ပြောင်းရွှေ့တိဆောက်ဖို့အတွက် နိုင်ငံတော်ဗန်နာတက်ကစက်တန်း300ချထားပေးပေမဲ့ညာတိတကူမှာအဆောင်ဦးတိတိဆောက်ခြင်းမပြုတာဖြစ်ခြင်းဟာဖြစ်ဆိုတဲ့အာဏာပိုင်တွေရဲ့မစင်ချမစင်ချင်တဲ့လုပ်ရဖြစ်တယ်လို့ဒေါခင်သန်းကသုံးသက်ပါတယ်။သူတို့မှာတော့နန်းရခိုင်နန်းကိုပျက်စီးစေခြင်းနဲ့ဆန္ဒသူတို့မှာတော့ရခိုင်နန်းကိုပျက်စီးစေလိုတဲ့ဆန္ဒလည်းပါပုံရပါတယ်။နံပါတ်1အချက်ပါ။ကျွန်မအမြင်ပြောတာပေါ့လေ။နံပါတ်2အချက်ကတော့ပတ်စံပို့ထွက်ဖို့လိုတဲ့ ံပါတ်3ချက်ကတော့ဖြစ်စီအဖြစ်ဒီအစိုးရပြီးရင်နောက်အစိုးရနဲ့မဆိုင်ဆိုပြီးတော့သူတို့ကထင်မြင်ယူဆတဲ့အတွက်ဒီအစိုးရလက်ထက်မှာပဲဒီတန်း300ကိုအပြောင်းရှင်းပြလိုက်ပြတိုက်လို့နာမည်တက်နောက်တော့မှဖြိုကျင်လက်ဖြိုပြလိုက်တော့ဆိုတဲ့သဘောပေါ့ရကံပြင်း49ပါထင်းတဲ့အုတ်ချုပ်စိုးစံခဲ့တဲ့အမြောက်မြို့ဟာအရှတိုက်အတွင်းထင်းသည်ဆောက်ရှောက်ဖို့ရည်ကြီးလွမ်းနေတဲ့ရှားပါသမိုင်းဝင်ရင်ချင်းမှုဒေတာတစ်ခုဖြစ်တယ်လို့သမိုင်းသူတေတီတွေကပြောဆိုထားကြပါတယ်ခင်ဗျာ ကချင်ပြည်နယ်ကစစ်ဘေးဒုက္ခသည်တွေကိုကမ္ဘာစားနပ်ရိက္ခာရဲ့အစီအစဉ် WFP ကနေထောက်ပံ့ပေးနေတဲ့စားနပ်ရိက္ခာတွေကိုအခု2016ခုနှစ်နိစံကစလို့ထောက်ပံ့ပေးတာတွေကိုရပ်တန့်လိုက်တဲ့အတွက်ဒုက္ခသည်တွေကစိုးရိမ်နေကြပါတယ်။ဆန်နဲ့တခြားစားနပ်ရိက္ခာတွေအစားငွေကြေးကိုပဲထောက်ပံ့ပေးတော့မှဖြစ်တဲ့အတွက်နောက်ပိုင်းမှာအခက်အခဲမျိုးမျိုးနဲ့ကြုံလာနိုင်တဲ့အတွက်စိုးရိမ်နေရတာဖြစ်တယ်လို့ဒုက္ခသည်တွေကပြောပါတယ်။အခုလွန်ခဲ့တဲ့နှစ်လတုန်းတော့အရင်လတွေတုန်းက အရင်နှစ်ဒီဇင်ဘာလအထိပေးထားတဲ့စံဟောင်းတွေရှိနေသေးတဲ့အတွက်အခြေအနေမဆိုးဘူးပေါ့၃လပိုင်း၄လပိုင်း၅လပိုင်း၆လပိုင်းလောက်ဆိုရင်တော့အဟောင်းတွေလည်းကုန်ပြီဆိုတော့စံကမလောက်ရတော့ဘူးအရင်ကစံ၄ဘူးချက်ရရင်ကျန်တယ်ဈေးကဝယ်စားရတော့စံက၄ဘူးဝယ်ချက်လည်းမလောက်တော့ဘူး၅ဘူး၆ဘူးတို့ပြီးချက်နေရတယ်အပူလည်းမကျန်တော့ဘူးလေတရုတ်ကငွေကြက်9000ပဲထောက်ပံ့တော့မှာဖြစ်တယ်လို့ကချင်ပြည်နယ်ဂျမိုင်ကောင်ဒုက္ခသည်စခန်းကဒုက္ခသည်တူဦးဖြစ်တဲ့ဒေါ်ထုလုံကပြောပါတယ် ဒီ2005ဒီဇင်ဘာလအထိကျမတို့ကိုဒီ WFP ကနေကျမတို့စာနာရိတ်ခါဖြစ်တဲ့ဆန်ရစီစာပေးအဲ့ဒါကိုကျမတို့ဒီ2016 2005အခုဒီနှစ်ကုန်ဒီဇင်ဘာအထိပေးနေတာဖြစ်ပါတယ်အခုဒီကက်မှာဥမာဟိုဟာအိမ်ထောင်ဦးစီးအေးအမျိုးသမီးအမျိုးသားပေါ့အော်ဗောပြပြစုံစုံနေတဲ့အိမ်ကြီးရဲ့ပြီးရင်အဲအဲ့ဒါအဲ့လိုမျိုးပြစုံနေမိသားစုကျတော့ရခိုင်တော့က ခုနစရခိုင်နှုံးပေါ့အဲ့လိုမျိုးပဲပေးမယ်ပေါ့ပြီးအဲဒီနာတာရှေတို့ဟိုပါမိဘမဲ့ကလေးတို့အဲပြီးမုဆိုးဘိုးတို့ပေါ့နော်ပြီးမုဆိုးမတို့တို့ကြတော့တရားရခိုင်နှုံးပေါ့အဲ့လိုမျိုးပေးမယ်လို့တို့အမျိုးပြောထားလာရှိပါတယ်လို့နာတော့ဒီမိသားစုစုံစုံလေးနေနေအဲတရားရခိုင်နှုံးကြတော့တို့ကဟိုပါ6000တယောက်ကို6000ဟိုခုနကတော့ဟိုပါ တရားရခိုင်နှုန်းပေးမဲ့လူချက်တော့တို့ကိုအဲ့မှာတော့တရားကို1000ဆိုလား3000ဆိုလားကြားတယ်လို့ပြောတယ်တို့ဒုက္ခတွေရဲ့အနေနဲ့ကတော့အရင်ကထောက်ပံ့ပေးနေကြအတိုင်းစံစီစားပဲနဲ့တခြားစားတော့ပစ္စည်းတွေကိုပဲထောက်ပံ့ပေးစီခြင်းကြောင့်ね ဒီငွေကြေးထောက်ပံ့မဲ့အစီအစဉ်ဟာမြစ်ကြီးနားမြို့ပေါ်ကဒုက္ခသည်စခန်းတွေသာဖြစ်ပြီးလမ်းမဆက်သွယ်ရေးခက်ခဲတဲ့နေရာဒေသအသီးသီးကဒုက္ခသည်စခန်းတွေကိုတော့အရင်အတိုင်းပဲထောက်ပံ့ပေးနေအောင်မှာဖြစ်တယ်လို့ဒုက္ခသည်စခန်းကော်မတီအသီးသီးကတာဝန်ရှိသူတွေက ရှင်းပြကြပါတယ်။ဒါအပြင်ဒုက္ခသည်တွေအနေနဲ့ကတော့ဖြစ်နိုင်ရင်နေရရင်ကိုအမြန်ဆုံးပြန်ကျင်ကြတယ်လို့ပြောဆိုကြပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေရှင်။ နောက်တစ်ပတ်ဒီလိုအချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရှင်းနာခွင့်ပြုပါခင်ဗျာ